ရှားခင်ကျေးဇူးကိုချီးမွမ်းပါတယ်အလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီညကျွန်တော်တူတူကစင်ကျင်ဖို့အတွက်ကြောက်ရွံ့ခြင်းကိုဖေရှားသောဖျက်ခင်တကူပေါ့နော်ဆိုတော့ဒါလေးနဲ့ကျွန်တော်တို့တူတူကခွန်အားယူဖို့ကြောင်းဖြစ်ပါတယ်ဆိုတော့တိမောသီအိုရာစာဒုတိယဆောင်ခန်းကြီး6ကနေ7နှစ်ထိမှာဒါလေးကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်စင်ကျင်မိတဲ့အရာလေးပေါ့နော်ပြီးတော့အဲ့ဒီ တုန်းကဖြစ်ခဲ့တဲ့အဲတမန်တော်ကြီးရှင်ပေါလုဖြစ်ပြက်ဖြတ်သန်းရတဲ့အသက်တာတိမောသေသူခွန်အားပေးတဲ့အကြောင်းအရာလေးဖြစ်တယ်ဆိုတော့တွေ့ရတယ်။အဓိကကတော့ကြောက်ရွံ့ခြင်းပေါ့။ဆိုတော့တိမောသေလေးကအဲ့ဒီအချိန်မှာတမန်တော်ကြီးရှင်ပေါလုထောင်ထဲမှာရောက်နေတယ်ဆိုတဲ့အကြောင်းအရာသူကြားတဲ့အခါမှာသူ့ဆရာလည်းဖြစ်တယ်တော့သူ့ရဲ့အဖေလူလည်းဖြစ်တယ်ပေါ့နော်ဝိညာဉ်ရေးရဖခင်လည်းဖြစ်တဲ့အခါမှာဆိုတော့နောက်တစ်ခုသူကြားရတာ အာဒီဒီချိန်မှာတမန်တော်ရှင်ပေါ်လို့ကရှင်နေမကောင်းဘူးဆိုတော့သူသိတယ်နောက်ဆုံးမေးဆိုတော့သူနည်းနည်းရိပ်မိတဲ့ပုံဖြစ်မယ်ဆိုတော့ဟိုဒီပြောတဲ့သူလည်းရှိမှာပေါ့အဲ့ခါမှာဒီအစပိုင်းမှာသူဝန်းနေတယ်မြေကြီးကြတယ်ပေါ့အားငယ်မယ်စိတ်သက်ကြမယ်ဒါမျိုးတွေလည်းရှိနေတာပေါ့နော်ဆိုတော့ဒါမျိုးတွေကြုံနေရတမန်တော်ရှင်ပေါ်လို့ဒါတော့ပြန်ကြားရတယ်ကြားရတဲ့အခါမှာသူ့ကိုပြန်ပြီးတော့ခွန်အားပေးတာမကြောက်နဲ့လို့ဆိုပြီးမှ အဲတိမောသေလူခွန်အားပေးတာဖြစ်တယ်။တစ်ဖက်မှာလည်းတမန်တော်ကြီးရှင်ပေါလုကလည်းစဉ်းစားကြည့်ဖို့သူလည်းလူတယောက်ပဲနော်။ဒီတည်ခြင်းတရားကိုဖျက်ချော်ရမယ်ဆိုတဲ့အခါမှာတူတူကိုကိုဒါဟိုကြောက်မှာပဲလေနော်။စိုးရိမ်မှာပဲ။သူလည်းသွေးသားနဲ့ဒီဆောက်ထားတဲ့လူတယောက်ပဲ။ဆိုတော့ပြီးတော့အရင်တော့ကလည်းတမန်တော်ကြီးရှင်ပေါလုကဒါအသင်မောပြတ်တဲ့အခါတော့ သူ့ကိုဂင်းနဲ့ပောက်ပြီးတော့မှဒီအာတီဗီစူးပြီးတော့ပြစ်ထားလိုက်တဲ့အခြေအနေမျိုးအဲ့ဒီအခြေအနေကနေပြန်ပြီးတော့မှအာအသက်ပြန်ရှင်လာတာတင်မောပြတ်တော့ကလည်းတကယ်တော့တာတီနိုင်တယ်ဒီပင်လေထဲမှာအဲ့ခေတ်ခါတော့ဘာမှအသက်ကြီးလှိနေဘူးဒီမှာ light jacket ဒီဘာမှမပါဘူးဒီတိုင်းသွားတာစီမေဒါပေမဲ့အဲ့ချိန်မှာတခင်ပြသူဗျာရိတ်တော့အားပြန်လာလားပြောပြအဲ့လာမှာတော့မသိဘူးဒါပေမဲ့ဒီတစ်ခေါက်ကတော့ကျွန်တော်ထင်တယ်သူလည်းတော်တော်တူတိနေပြီ ပတိအခြေအနေကသူပြန်ပြီးတော့မှဟိုကောင်းငင်ပြန်ရတော့မယ်အခြေအနေဒါပေမဲ့တီမစ်ပုံစံဘယ်လိုလဲဆိုတော့ဖြစ်နိုင်တာအေယုလီတင်းစကားကြောင့်ဆိုတော့သူ့ကိုကောင်းဖြတ်တတ်မဲ့ပုံစံမျိုးဖြစ်တဲ့အခါမှာသူလည်းဘာပဲဖြစ်ကြောက်မှာပဲเนาะကြောက်မယ်စိုးရိမ်မယ်အဲ့ဒါမှာ तू ကအဲ့ဒီသူ့မှာရှိနေတဲ့ကြောက်ရွံ့ခြင်းကို तू ဘာဖြစ်လို့ဘယ်လိုဘယ်လို့ ကြော်လွားသွားလဲပေါ့နော်ဘယ်လိုမျိုးကြော်လွားသွားလဲအဲဘယ်လိုမျိုး तू ကအောင်မြင်သွားလဲအဲ့ဒီအရာကိုပြန်ပြီးတော့မှတိမောတေလို့ပြန်ပြီးတွန်တင်တဲ့အပိုင်းလေးဖြစ်နေတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့အတူတူဆင်ခြင်ဖို့ဖြစ်ဟိုနှစ်တိတိတော့ဘာလို့ရင်သူစိုက်ပြီးဆင်ခြင်တဲ့အရာကိုပြောလဲဆိုတော့အငယ်ကိုမှနှစ်တိတိကိုမှဘုရားသခင်ဒီငါတို့ကျင့်တော်အကျင့်ကိုထောက်တော်မမူ ရှိတဲ့ကာလမရောက်ယေရှုခရစ်အဖေငါတို့အဖို့ကိုရောတိုင်းကြံစီတော်မူသောဂျေဇုတော်နေနီငါတို့ကိုကယ်တင်၍တန်ရှင်းသောအရာ၌ခေါ်သွင်းတော်မူ၏ထို့ဂျေဇုတော်ကငါတို့ကိုကယ်တင်သောသခင်ယေရှုခရစ်ပေါ်ထွန်းသည့်အရာမှာယခုထင်ရှားလျက်ရှိ၏ထိုသခင်သည်တည်ခြင်းအကြောင်းကိုဖေရှား၍အသက်ရှင်ခြင်းအကြောင်းနှင့်မဖောက်ပြန်ခြင်းအကြောင်းကိုအင်းဝင်လီတရားအဖြစ်ထင်ရှားစေတော်မူ၏တော့ဘာလို့ စီစဉ်လေဆိုတော့တော့သူ့ဖားရီရှယ်လေအကျင့်ရန်ကောင်းခဲ့တယ်ဆိုတော့အဲ့ဒီအကျင့်နေကြောင်းမဟုတ်ဘူးငါတို့ကျင့်ခဲ့တဲ့အကျင့်တရားကြောင့်ဘုရားကငါတို့ကိုအာကဲတင်တာမဟုတ်ဘုရားရဲ့ဂျေစုပြုခြင်းဘုရားရဲ့ရွေးကောက်ခြင်းကြောင့်သာငါတို့ကဘာဖြစ်လာရလဲဆိုလို့ရှိရင်ရွေးကောက်ခြင်းခံလာရတဲ့သူဖြစ်တယ်ပေါ့เนาะဒါကိုသူကပြောပြတယ်အဲသူလည်းစင်ကျင်မိတာပဲเนาะဒါကိုအာ ဖရာရဲ့အကြံစီတွေမှာဖရာရဲ့ရွေးကောက်ခြင်းခံပြီးတော့မှဘာလို့ရှင်းခံရလဲဆိုလို့ရှိရင်အခွင့်အရေးပေးခံရတယ်မှုတော်တွေမှာအဲဒီဒီစကားသုံးရမယ်ဖရာရဲ့အမှုတော်တွေမှာအခွင့်အရေးပေးခံရတဲ့သူတွေဖြစ်တယ်ပြီးတော့မှအခုနပြောတယ်ဘာဘာဘာအကြောင်းလဲထပ်ပြောလို့ဆိုကေတင်ချင်းတင်းစကားကိုသူပြန်ပြီးရှင်းခြင်းမိတယ်တည်ခြင်းနဲ့သက်ဆိုင်တဲ့အရာကိုချိုးဖက်ဖြက်စီးပြီးတော့မှအောင်မြင်လာတယ်ဘာဘက်ကို ရဖို့လဲဆိုထာဝရအသက်ရဖို့အတွက်ကိုငါတို့သခင်ယေရှုခရစ်တော်ကလှောက်ဆောင်တယ်သူတားသူစင်ကျင်နေတဲ့အရာတွေဖြစ်တယ်လို့တွေ့ရတယ်အဲ့ဒါကိုလဲသူ့ကိုတိခွင်ရခဲ့တယ်เนาะတမန်တော်ရှင်ဘုရားပြောဒါကိုအာတမန်သက်မြို့သွားတဲ့လမ်းထဲမှာသခင်ယေရှုကိုယ်တိုင်သူ့ကိုအာဒါယူပါရင်ပြရပြီးတော့မှရွေးနှုတ်ခဲ့တယ်ဆိုတဲ့ဥစ္စာသူပြန်ပြီးတော့စင်ကျင်နေတယ်အဲ့ဒီအရာမှာ तू အဲ့ဒီလိုဖခင်ရဲ့ခွဲခန့်မှတ်သားခြင်းခံရတဲ့အတွက်ကြောင့်မလို့ အီဝန်ဒီတင်းစကားပြောတဲ့အတွက်ကြောင့်မလို့သူဖြစ်တာဆိုတော့ဘာပြောလဲဆိုတော့ငွေ7ရောက်လာတဲ့အခါမှာသူတရားကိုဟောပြောသောသူအရာ၌၎င်းတမန်တော်အရာ၌၎င်းတမန်တော်ဆိုတော့ယေရှုခရစ်ခရစ်ကိုယ်တိုင်ဒီကောက်တာခုနသူတရားကိုဟောတယ်ဆိုတာကြတော့အေယုန်လီတဲ့စကားနဲ့တမာတရားကိုဟောတာအဲ့တော့မှတပားမျိုးသားတို့ဤဆရာအရာနဲ့၎င်းငါ့ကိုခန့်ထားတော်မူပြီဒါဖေယားကတမန်တော်ရှင်ပေါ်လူကိုခန့်ထားတဲ့ အရာတမန်တော်ကြီးရှင်ဘောလို့လောကမှာလာအသက်ရှင်တဲ့အခါမှာဖခင်ရဲ့အကြံစီကိုကောင်းထည်ပေါ်တဲ့အခွင့်အရေးပီးကြီးခံရတဲ့ position နေဒါတွေကိုဒါ तू လှုပ်ဆောင်ရတဲ့အရာအဲ့ဒါကို तू လှုပ်လာဆိုလှုပ်တယ်တဲ့ထိုအကြောင်းကြောင့်ဤစင်းရဲဒုက္ခကိုခံရပြီဆိုတော့ဒီအရှိမလည်းအဆက်ဆက်မှာပြဿနာကြီးတက်လာတာအများကြီးရှိတယ်အခုဒုတိယတစ်ခါမှာလေဒီထောင်ထဲမှာဒုက္ခစင်းရဲခံရပြီအခုလေခုနပြောတဲ့ ဒီဖိစည်းမှုအသက်ခံရတော့မယ်လို့တေးကြတိသွားတဲ့အခါမှာဘာထပ်ဖြစ်ပြီလဲဆိုလို့ရှိရင်ဒီဖိစည်းမှုကသူ့ကိုကြုံလာရတာဒါရင်းကခံနေရတာဖျားငါ့ကိုခွေးခန့်မှတ်သားတဲ့အရာအပေါ်မှာငါကဒါကိုအာလှုပ်ဆောင်တဲ့အတွက်ကြောင့်မို့ငါဒီလိုထောင်ကျခံရတယ်ဒီလိုအသက်ခံရတော့မှာဖြစ်တယ်သို့တော်လေရှစ်ကြောက်ချင်းမရှိအဘေသူကိုငါယုံတည်ဟုငါသိ၏အဲအဲ့ဒါ အဖြစ်ဖြစ်သွားတာအဲ့ဒီလိုတီးရမေဆိုတဲ့အရာကိုဖြတ်သန်းရတော့မယ်ပြီးတော့မှဒုက္ခဆင်းရဲကြုံလာရပြီမဲ့ငါလုံးဝမကြောက်ငါလုံးဝဒီဥစ္စာပေါ်မှာနောင်တမရဒီလိုဒီလိုရွေးချယ်ဆုံးပြတ်တဲ့ပြောကြောင့်မလို့ငါနောင်တမရငါဘသူယုံနေဆိုတာကိုငါသိနေပြီးတော့ပြီးတော့မှထိုသူ၌ ငါအပ်ထားသောအရာကိုလေထိုနေ့ရက်တန်အောင်စောင့်တော်မူသည်ဟုငါသဘောကျ၏ဆိုအဲ့ဒါလေးကတော့နည်းနည်းအာဘယ်လိုပြောမလဲဖွင့်ထားတဲ့အရာလေးဖြစ်နေတယ်ဆိုတော့တွေ့ရတယ်တမန်တော်ရှင်ပေါ်လို့အဲ့တခင်ယေရှုစီမတူအပ်ထားတဲ့အရာရှိတယ်တဲ့အဲ့ဒီအပ်ထားတဲ့အရာတခင်ယေရှုကိုယ်တိုင်ကစောင့်ထိန်ပေးထားတယ်ဆိုတာကိုလေအာသူဟိုဝင်ဖြစ်တယ်ပေါ့လေယုံတယ်တဘောကဆိုတော့ ဒီဒုတိယအဲတိမောသေဩဇာဒုတိယဆောင်ရဲ့နောက်ဆုံးပိုင်းလေးမှာသူဟိုကောင်းကင်ရောက်လို့ရှိရင် तू ကဓမ္မဓမ္မတရဖူရမယ်စုရမယ်ဆိုတဲ့ဥစ္စာကိုလေ तू ပြောထားတာရှိရဲ့ဗျဆိုတော့အိမ်မှာကြတော့တရားစီရင်ရနေဆိုခရစ်တော်ရဲ့တရားပလင်ပြောတာအမဓမ္မတရဖူကငါ့အတွက်ပူထားနေရှိတယ်ဆိုတော့ तू ပြောတဲ့အရာရှိတယ်ဆိုတော့အဲ့ဒါကတပိုင်းဒါပေမဲ့အခုဒီမှာပြောနေတဲ့အရာကြတော့ဘာကိုပြောနေလဲဆိုလို့ရှိရင်အခုနအရာမဟုတ်တော့ ဆိုတော့သူတခင်ရှုအပ်ထားတယ်ဆိုတာတနည်းအားဟိုလူရှိမှယုံရင်းဆန်ခတ်ဖြစ်ပြီးတော့မှကြောက်ပြီးတော့မှအာအလူရှိရှိမှရုပ်ပြက်ဆင်းပြက်ကြီးဒီတည်ခြင်းတရားကိုကြောက်ရွံ့ခြင်းနဲ့ဖြတ်တန်းသွားမယ့်အရာကိုများသူကအဲ့ဒါကိုသူဘာလုပ်တာလဲဆိုလို့ရှိရင်ဟိုဖေထားလိုက်တာပေါ့နော်အဲ့ဒါကိုအဲ့ဒါမျိုးမဖြစ်ချင်ဘူးဆိုပြီးတော့များအပ်ထားလိုက်ဒါဒါကျွန်တော်ဆင်ခြင်ကြည့်တဲ့အရာပါ နော်ဒါကိုကျွန်တော်တို့နားလေရတယ်ဒါလေးကိုကျွန်တော်တို့သိရတယ်ဆိုဟုတ်ပြီဆိုတော့ဒါကခုနပြောသလို तू ကဖျားရွေးကောက်တဲ့ तू ပြီးတော့မှကေတင်ချင်းစစ်ချမှုရှိထားတဲ့ तू ခရစ်တော်ရဲ့အသက်တာကိုဝန်ခံတဲ့ तू ခရစ်တော်ကသူ့ကိုခန့်အပ်တဲ့အရာကို तू ကလှုပ်ဆောင်တဲ့အတွက်ဒီလိုနောက်ဆုံးချိန်နေထိရောက်သွားတယ်ဆိုပြီးဥစ္စာကို तू ကဝန်ခံတာတယ်ပြီးတော့ तू ချက်သန်းလာတဲ့အရာလေးကိုလည်းချက်သန်းလာပြီးတော့မှအောင်မြင်လာတယ်လို့ပြောလို့ရတဲ့အရာကိုတွေ့ရတယ်အဲ့ဒါပါလေဆိုလို့ရှိရင် တိမောသေးသူခွန်အားပေးတဲ့အရာမှာဒါလေးကိုပြန်ပြီးတွေ့ရတယ်။ဒါကိုကျွန်တော်အရှိပိုင်းလို့ပြန်ပြောခြင်းတယ်။6ကနေ7ချီလေးမှာထို့သူဖြစ်၍ငါလက်တင်တော်အဖြစ်သင်၌ဖရာသခင်ပြီးတော်မူသောစုကိုနှိုးဆုံမိကြောင်းငါသည်တင်ကိုတည်ပြီ။တဘောကတမန်တော်ရှင်ပေါ်လို့ကလက်တင်ပြီးတော့မှတိမောသေးလေးကိုဆုတောင်းပေးပြီးတော့မှအမှုတော်ထဲမှာဆက်ကပ်ပေးတာဖြစ်မယ်။ပြီးတော့မှ ဖျားသခင်ကိုယ်တိုင်ကလည်းသူ့ကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတက်တည်ပြီးတာရှိတယ်။အဲ့ဒါကိုဒီမှာပြန်ပြီး remind လုပ်တယ်။တောင်းမင်းပြန်စဉ်းစားပါ။တောင်းမင်းပြန်ပြီးတော့မှစင်ချင်ပါဆိုပြီးတော့မှပြောတယ်။အခုဒီမှာအဓိကအဲ့ဒါပဲ။ဆိုတော့ဒါကြောင့်ဒါဒီအကြောင်းအရာကိုလည်းဆရာကြီးအများကြီးဟောတယ်။အကြောင်းမူကားဖျားသခင်ဒီကြောက်တတ်သောစိတ်ဘောကိုငါတို့ကပြီးတော်မူသည်မဟုတ်။တကူပါသောစိတ်၊ချစ်တတ်သောစိတ်၊ရှင်လင်းသောစိတ်တဘောကို ြီးတော့မူကြီးဆိုအဲ့ဒါအဲ့ဒါအဖြစ်ဖြစ်သွားတယ်ဆိုတော့ तू ခုနဖြစ်ပြလာတဲ့အရာ तू ကြောက်ရွံ့ခြင်းကိုကြော်ဖြတ်လာတဲ့အခါမှာ तू ပြန်ပြီးစဉ်းစားဆင်ခြင်တဲ့အခါမှာဒါအဖြစ်ဖြစ်သွားတယ်ဖះကတဲ့ငါတို့ဒီကြောက်တတ်တဲ့စိတ်တဘောမပီးဘူးဖះပီးတဲ့အရာ तू သုံးမျိုးပြောတယ်တကူပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်အဲ့မှာကျွန်တော်ကချစ်တတ်သောစိတ်လေးကိုရှိဦးတင်ခြင်း ချစ်တယ်ဆိုတော့ဖခင်ကကျွန်တော်တို့ချစ်တဲ့အရာဆိုတော့တားတော်ရင်းကိုယ်တော်မှာစွန့်ပြီးတော့မှာချစ်တဲ့အရာစာတားတော်ကဒီတည်ခြင်းတကူအာနာကိုချိုးဖြဲ့ရိုက်ချိုးပြီးတော့မှာကျွန်တော်တို့ vartheta အသက်ကိုပေးပြီးတော့မှာကျွန်တော်တို့အတွက်ကိုသူ့ကိုယ်သူစည်သေးပြီးတော့မှာသူ့ကိုယ်သူပူဇော်ပြီးတော့မှာကျွန်တော်တို့ချစ်တဲ့အရာခမည်းတော်ကတားတော်စွန့်တည်တိုင်အောင်သူ့ချစ်တဲ့အရာဒါကိုသူပေါ်ပြန်လှုပ်လေဆိုလို့ရှိရင် ပြန်စဉ်းစားပြီးတော့မှဖျားငေါအဲ့လောက်တောင်ချစ်တယ်ဆိုတော့သူကပြန်မိလဲဆိုလို့ရှိရင်စဉ်းစားစဉ်းကျင်မိတယ်နောက်တစ်ချက်ကကြတော့အဲ့လိုဖျားကိုချစ်တယ်ဆိုတော့မြင်များခံစားတဲ့အခါမှာဘာဖြစ်လာလဲဆိုလို့ရှိရင်ဖျားသခင်ရခက်သိတတ်နိုင်တယ်ဖျားသခင်မတတ်နိုင်တဲ့အမှုပါတစ်ခုမှမရှိဘူးဆိုတော့တော့ပြန်ပြီးတော့စဉ်းစားစဉ်းကျင်မိလာပြန်အဲ့တော့သူနားလေလာပြန်အဲ့အဲ့ဒီအခါမှာ ဘာလို့သူအထင်းမှရလာလဲဆိုတော့ခုနဖယားရဲ့မြစ်တာကိုခံစားလာရတဲ့အခါမှာလူကဘာဖြစ်လာလဲဆိုလို့ရှိရင်တကိုးရှိလာအထင်းရနေပြီးတော့မှဖြစ်လာတဲ့အခြေအနေကိုကြော်လွှားနိုင်တယ်ဖြတ်သန်းရေးတဲ့ခွန်အားပေါ့နော်အဲ့လိုပြောရမှာပေါ့ရင်ဆိုင်နေရတဲ့အခက်ခဲကိုတွန်းထုတ်ပြီးတော့မှတိုက်ခိုက်ပြီးတော့မှကြော်လွှားနိုင်တဲ့ တကူကသူ့စီမှာရှိလာဆိုတော့ဒါခုနကသူပြောတဲ့ဥစ္စာတမန်တော်ရှင်ပေါ်လို့ရင်ဆိုင်လာတဲ့ဥစ္စာသူဒီအောက်မှာလေးဒါပြောပြတယ်လေခုနကကျွန်တော်ဖတ်သွားတဲ့တဲမှာဟောသူ့ဖေကခန့်အပ်တဲ့အရာတွေကိုပဲသူလှုပ်ဆောင်တာပါတပါမျိုးသားတွေအတွက်ဒါဆရာဖြစ်တယ်သူကိုယ်ရင်တမန်တော်ဖြစ်တယ်ဥလီတဲ့စကားကိုဟောပြောနေတဲ့ဖေခန့်တဲ့အရာတွေပဲသူလှုပ်နေရင်းနဲ့ဒီလိုဒုက္ခခက်ခဲပြဿနာဖြစ်တယ်ဒါပေမဲ့အဲ့ဓာတွေကိုဖေရဲ့မြစ်တာကိုပဲခံယူပြီးတော့မှ ဖယားသူ့ဘလောက်ချစ်တယ်ဆိုတဲ့မြစ်တာကိုပဲခံယူပြီးတော့သူဘာလုပ်လဲဆိုလို့ရှိရင်သူဒါတွေကိုကြော်ဖြတ်သွားတာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုပြောပြတယ်အဲ့ဒါကိုလေတိမောတိသူပြန်ပြီးတော့မှသွန်သင်နေတာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒါသူ့အသက်တာထဲမှာဖြတ်သန်းလာတယ်ဆိုတာပြီးတော့မှသူဘာလုပ်လဲဆိုလို့ရှိရင်အဲ့လိုဖယားချစ်တာကိုခံစားတယ်ဒုတိယကျတော့တကိုးဆိုတဲ့ပြဿနာကိုရင်ဆိုင်နိုင်တဲ့ခွန်အားသူ့ထဲမှာရှိသွားပြီဆိုတော့သူတည်ခြင်းတရားကိုရင်ဆိုင်တဲ့အခါမှာခရစ်တော်တော်ရင်ဆိုင်ပြီးသွားပြီ ဒီတည်ခြင်းတရားကငါအသက်ရှင်ဖို့ဆိုတဲ့ဥစ္စာကိုအောက်မှာအေးဝင်တဲ့တင်းစကားပဲသူပြန်ပြီး remind လုပ်တယ်ဆိုတာတွေ့ရတယ်။နောက်ဆုံးတစ်ခုကကြတော့ရှင်းလင်းသောစိတ်တဘောဆိုတာဒါ self control အဲ့ဒါကိုပြောချင်တာတကယ်တော့တဘောကဒီတည်ခြင်းတရားကိုသူဖြတ်သန်းတော့မယ့်အချိန်မှာခုနကသူထိုးသူနိုင်အပ်ထားတော့ဆိုတော့ကျွန်တော်ထင်တယ်အဲ့ဒါကိုပြောတာဖြစ်ဖြစ်လိမ့်မယ်။အဲယုံရင်းစံကဖြစ်ပြီးလူတယောက်တည်ခံနေကြလို့ရှိရင်ဖြစ်တတ်တယ်တော့လား။ သင်ရတော့မယ်လို့တည်လိုက်တဲ့အခါမှာအဲ့ဒါမျိုးဖြစ်နိုင်တယ်။ယုံရင်းစံကဖြစ်ပြီးတော့မှဒုက္ခတွေရောက်ပြီးတော့သူအဲ့ဒါမျိုးမဖြစ်ချင်ဘူး။နောက်တစ်ခုကကျွန်တော်ဆင်ခြင်မိတာပေါ့လေ။ဒီတတိပံကသူ့အရှိမဒါဒါသူ့ရဲ့ကနဦးဟိုဖျားသခင်ကြေးလိုက်တဲ့မျိုးစီပဲ။တတိပံကတီတီတဲ့အချိန်မှာကောင်းငင်ကိုဖွင့်ပြီးတော့မှပြုံးပြီးတော့မှသူ့ဂင်းနဲ့ထုတဲ့သူတွေမြတ်တာပို့ပြီးတော့မှဟိုဖျားရဲ့တကိုးတော့ တန်ရှင်သောဝိညာဉ်ကပြေဝပြီးတော့မှသိသွားရတာ။ဟိုသူအဲ့ဒီအဲ့ဒီမြင်ခွင်းကသူ့ဘေတော်မှာသူ့မျက်လုံးလေးကထွက်မှာမဟုတ်။သူတွေးလိုက်တိုင်းမှာအဲ့ဒီလိုသိခြင်းမျိုးသူအမြင်နဲ့သူအားကျနေမယ်လို့ကျွန်တော်ကတော့ဒါအာမြင်ရောင်မိတယ်ပေါ့။ဒါကကျွန်တော်ဆင်ញင်ထားတာပါ။ဒါဒါလေးကိုကျွန်တော်ပြောပြတာစမ်းစာထဲမှာတော့မပါဘူးပေါ့။နော်ဒါမျိုးဖြစ်မယ်။ဆိုတော့ self control ဆိုတာဒီလိုခက်ခဲဒုက္ခပြဿနာကြီးကိုသူဖြတ်သန်းသွားတဲ့အခါမှာဖျားရဲ့ထိန်းချုပ်မှု ကိုယ်သူလည်းထိမ့်ချုပ်နိုင်ပြီအေးအေးစစ်စစ်လေးနဲ့ဖြတ်တန်းသွားမယ့်အရာမျိုးဖြစ်တယ်ဆိုတော့ဒီသုံးချက်ပေါ့ဖခင်ရဲ့မေတ္တာကိုစဉ်းစားတဲ့အခါဖခင်ရခက်သိမ်းတက်နိုင်တယ်ဖခင်ကိအခွင့်မရှိဘဲနဲ့ဒါတွေမဖြစ်လာဘူးဒါတို့သူစဉ်းကျင်မယ်ဒုတိယတစ်ခုကအခုဖြစ်နေတဲ့အခက်အခဲဒုက္ခပြဿနာကိုရင်ဆိုင်ဖို့အတွက်သူဒီမှာ power ဆိုတဲ့ဖခင်ဆီလာတကူသူထဲမှာရပါတယ်တတရတစ်ချက်ကကြတော့အဲ့ဒီရင်ဆိုင်ဖြတ်တန်းရသွားတဲ့အခါမှာရောက်ရက်ခက်ပြီးတော့မှမဖြစ်သွားဘဲနဲ့ ူကိုယ်သူလေးအေးအေးဆေးတီးတီးငြိမ်နေတော့ဖြတ်တန်းသွားနိုင်တယ်ဆိုတဲ့ဥစ္စာလေးသူကိုယ်နဲ့ခွန်အားရတဲ့အရာဘု து သူပြန်သွန်တင်နေလဲဆိုရှင်တိမောသေသူပြန်သွန်တင်အောက်မှာပြောလဲဆိုတော့နခုနှစ်ကနေပြန်ဖက်လိုက်မယ်နော်အเจ้าကဘုရားသခင်ကြောက်တတ်သောစိတ်ဘောကိုငါတို့ကပြီးတော်မူသည်မဟုတ်တကူဝတ်သောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်ဘောကိုပြီးတော်မူ၏အငြင်းရှစ်မှာထို့ကြောင့်ငါတို့သခင်ဘုရားဤသက်တည်ကို၎င်းထိုသခင်ကြောင့်အကျဉ်းခံရ တော်သူဖြစ်တော်ငါ့ကိုလည်းကောင်းရှက်ကြောက်ခြင်းမရှိနဲ့ဆိုတော့တိမောသေကခုနပြောသလိုသခင်ဖျားဆောင်သူသူလဲဒီလိုပဲတိမောသေကလည်းရှင်ဘောလူလိုပဲအမှုတော်တွေမှာပါဝင်နေတာဒါပေမဲ့သူကြုံတွေ့နေရတဲ့အရာသူဆရာလည်းဟိုမှာပြဿနာတက်တော့မယ်ခရစ်တော်ကလည်းဒီလိုပဲအသေးခံပြီးတော့သွားတဲ့ကောင်မှာအဲ့အဓိကခရစ်တော် ਨੇ သူ့ရဲ့ဆရာသူ့ရဲ့အကိုကြီးအတွက် ်သူစိတ်ထဲမှာကြပ်ပါတယ်သူတိချာမှားတယ်ဆိုတော့တွေ့ရတယ်အဲ့ဒါကြောင့်ဟိုရှက်เสียကောင်းတယ်မမြင်ပါနဲ့မကြောက်ပါနဲ့ငါတို့ဒီလိုခံနေရလို့မင်းဒီလိုမကြောက်ပါနဲ့သူတော်ပြောတယ်နောက်တစ်ခါကျတော့ဖိယသခင်ပေးတော်မူသောတကူးကိုရသည့်အတိုင်းဤဝံဂလိတရားနှင့်ဆက်ဆံ၍စင်ရဒုက္ခကိုခံတော့အာဒါပြပြသသားကိုပြောတာဖျားပေးတဲ့တကူးအဲအခုနကျွန်တော်ဒါကိုပြောပြပြီးတော့ တကူးဆိုတာကဒုက္ခဆင်းရဲကိုအောင်မြင်ကြော်လွားဖို့အတွက်အတွင်းထဲမှာဖျားပြီးတဲ့ခွန်အားဖျားရဲ့တကူးတမန်တော်ကြီးရှင်ပေါ်လူကပီချင်းတရားကိုဖျက်တမ်းရတော့မှာမကြခင်ချိန်တွင်းမှာသူ့ကိုခေါင်းဖျက်တတ်တော့မှာတီစားတော့ဖျက်သွားလို့တီစားသူရေးတာဒီတီချင်းတရားကိုဖျက်တမ်းသွားတဲ့အခါမှာဘယ်လိုမျိုးရင်ဆိုင်ရလဲသူကိုယ်ရင်ဆင်ခြင်းနဲ့သူရလာတဲ့ခွန်အားနဲ့ပြန်ပြီးတော့မှာ တိမောသေလို့တိဆောက်ပြီးတာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်တိမောသေကလောကမှာဆက်ရှိနေအောင်ပါဆက်ပြီးတော့မှအေဥမီတရင်စကားနဲ့ခရစ်တော်အတွက်နှုတ်ကပတ်တော်အတွက်ဆက်အသက်ရှင်ရတဲ့အခါမှာဘာအတွက်လို့လဲဆိုလို့ရှိရင်အခုနပြောတဲ့ဖခင်ရဲ့မေတ္တာကိုလိုတယ်ပြီးတော့မှဖခင်ရဲ့မေတ္တာကိုကိုယ်ကမြဲမြဲခံစားရတယ်ဆိုလို့ရှိရင်အတွင်းထဲမှာဘာရှိလာလဲဆိုလို့ရှိရင်တကိုးရအဲ့ဒီဖြစ်လာမဲ့ဒုက္ခအခက်ခဲပြဿနာတွေအေဥမီတရင်စကားကြောင့်ကြုံလာရမယ့်စိငင်းဒုက္ခကို ်သန်းနိုင်တဲ့ခွန်အားတကူဟာသူ့ထင်းမှာရှိလာတယ်။အဲအဲ့ဒီခွန်အားတကူရှိလာတဲ့အခါမှာသူဘာဖြစ်လာပြီလဲဆိုလို့ရှိရင်ခုနပြောတဲ့အောင်မြင်လာမယ့်အရာကိုဆက်ပြီးတော့မှခံစားရမယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ကျွန်တော်ဒါလေးကိုအာစဉ်းကျင်းပါနော်နှလုံးသွင်းမိပါတယ်။ကျွန်တော်အသက်တာထဲမှာလည်းကြုံလာရမယ့်အခက်အခဲဒုက္ခပြဿနာတွေအများကြီးရှိမှာပါ။ဆိုတော့ ံပါတ်1ဖခင်ကျွန်တော်တို့ဘလောက်ချစ်တယ်ဆိုတဲ့ဥစ္စာကျွန်တော်ဆင်ခြင်ပါအဲ့ခါမှာကျွန်တော်ထဲမှာဘာကိုရလာမလဲဆိုလို့ရှိရင်တကူဖခင်ရဲ့တကူအဲ့တကူကခုနပြောတဲ့ဟိုကလှုပ်လိုက်ပါဒီကလှုပ်လိုက်ပါဟက်ချလောင်းအုံဖောက်နော်မဟိုသူတို့ပြောရဲပါလေဟိုဒီအစာရေစာအတွက်ရလာတဲ့ဥစ္စာအဲ့အဲ့ပြောနေရမို့တကူဆိုတာဖြစ်နေတဲ့အခြေအနေကိုအောင်မြင်ကြော်လွန်ရင်ဆိုင်တွန်းလှန်နိုင်တဲ့ အတွင်းထဲမှာဖျားပြီးတဲ့တကူကိုပြောတာဖြစ်တယ်ဆိုတာတွေ့ရပါတယ်ပြီးတော့မှအဲ့လိုဖြတ်သန်းနေရတဲ့အချိန်မှာရှင်းလင်းသောစိတ်ဆိုပြီးတော့ self control ကိုကိုကိုထိန်းချုပ်ပြီးတော့မှဖျားရဲ့ထိန်းချုပ်ထားတာလည်းကြီးတော့ကိုကိုကိုယုံကြည်စိတ်ချမှုအပြည့်နေဖျားကထိန်းချုပ်မှုအောက်မှာအောင်မြင်စွာနဲ့ဖြတ်သန်းသွားဖို့အတွက်ဖျားခင်တင်နေကျွန်တော်တို့ကိုသွန်သင်နေဆိုတော့ဒါကြောင့်ဒါလေးကိုကျွန်တော်တို့တူတူကဆင်ခြင်ပြီးတော့မှခွန်အားယူအောင်လို့ကျွန်တော်ဝင်ငါကျင်ပါတယ်အားလုံးပုံမှန်ဖျားခင်တိုင်အကောင်ကြည့်ပြပါစေ